အရင်တော့ကတော့ဒီမိုစီဘက်မှာရက်တရံရောင်နဲ့နောက်ပိုင်းမှာဆေးရနာရှင်ကိုဟိုပုံစံမျိုးမျိုးနဲ့ပူပေါင်းပြီးတော့လှုပ်ဆောင်တဲ့သူတချို့ပေါ့နော်အဲ့ဒီသူတွေကိုပါရွက်ောက်ပွဲဝင်ခွင်းလို့နောက်တစ်ခါကျနိုင်ငံရေးပါတီဖြစ်ရက်တီခွင်းတို့ကပယ်ဖြတ်ပြီးတော့သူတို့ရဲ့အသာစီးရမှုကိုခံနေတယ်။ဒါပေမဲ့အဲ့ဒီထဲကသူတချို့ကလည်းကျမမြင်တော့နိုင်ငံရေးကဂုံသိက္ခာကတော့တော်တော်ကိုတော့မရှိတော့ဘူးလို့ထင်နေပေါ့နော်။ဘာလို့လဲဆိုတဲ့ခါကျတော့ဒီစီအိုစုရဲ့ကျင်းပမယ်ဆိုရွေးကောက်ပွဲကမတရားမှန်သိရတဲ့တရားတရားရောင်ရောင်နဲ့သူတို့ပြောဆို ဟိုဆွေးနွေးတယ်ဟောပြောနေရတယ်ရှိတယ်ပြီးရခါကျသူတို့ဟိုပုံစံမျိုးစုံနဲ့မပါရအောင်တားဆီးတဲ့အချိန်မှာလည်းတခါထပ်ပြီးတော့လေးဘက်ထောက်ပြီးတော့ဝင်ကြပြန်တယ်အဲ့ဒီခါမှလည်းထပ်ပြီးတော့တားဆီးခံရတဲ့ညင်ပဲခံတဲ့သူတွေလည်းရှိနေတယ်ဒါကြောင့်ပုံကိုယ်ကြီးတက်ခိုင်းမှုအဖြစ်ရှင်တဲ့ကြောင့်နာမည်ရောထည့်မပြောတော့ဘူးနော်နိုင်ငံရေးသမားဆိုကျွန်မနားလဲတော့နိုင်ငံရေးဂုဏ်သိက္ခာရှိဖို့လိုတယ်ပြည်သူလူထောက်ခံမှုရှိဖို့လိုတယ် ဲ့လိုမျိုးမရှိတဲ့အခင်းချင်းမှာဘာဖြစ်လို့ဝါရဖြန့်ပေးနေကြတာလဲဆိုတော့ကျမတို့ဟိုကျမရဲ့လင်ငယ်ရေးခိုင်ယူချက်ရာဆိုလို့ကျွန်တော်နားမလည်ဘူးပေါ့နော်ဒါပေမဲ့အဲ့လူတွေကတော့ဒီအခင်းချင်းမှာသုံးတရားနေရာရလို့တော့ဆက်ပြီးမျှော်လင့်ကြလို့ထင်ပါတယ်ဒီစကားဝိုင်းရဲ့အရှင်ကလည်းဒီအမှုပညာရှင်တွေရဲ့အတန်နေအဲဘာသာရေးခေါင်းဆောင်တွေရဲ့အတန်နေအပြင်ကိုနော်အခုနိုင်ငံရေးနဲ့ပတ်သက်တဲ့ဆရာမတွေရဲ့အမြင်လည်းမျှော်များစွာကျွန်တော်တို့နားထောင်ပြီးဖြစ်ပါတယ်ဆိုတော့ဆရာဒီ အခုဆက်ပြတ်ပြီးတော့ကျွန်တော်ဆ iam ဒေါ်နှင်းနှင်းမွေးကိုအတန်းဟိုကျွန်တော်အလှည့်ပေးခြင်းနဲ့ဆ iam ကြီးဆိုတော့ရှေ့မှာဆ iam ဆရာနာရှင်ရဲ့အတူအရောင်ရွေးကောက်ပွဲဟာအလဲအပြောင်းတိုင်းပြည်အတွက်မဖြစ်နိုင်ဘူးလို့ဆရာမဆွေးနွေးခဲ့။ဟုတ်ပြီအဲ့ဒါဆိုရင်ဆရာနာရှင်ရဲ့ဒီအတူအရောင်ရွေးကောက်ပွဲကအလဲအပြောင်းတော့မဖြစ်နိုင်မှန်းသိတယ်။သူတို့ရဲ့လှည့်စားမှုမှန်းသိရတဲ့အတန်းနဲ့ဒီရွေးကောက်ပွဲကိုဝါရဖြန့်ပေးနေတဲ့သူတွေအပေါ်မှာဆရာမရဲ့အမြင်ရှုထောင့်လေးကို ကျွန်တော်တို့ဒီလူလူတည်အောင်လို့ပြောပြပေးပါအောင်ဆရာမလေးဟုတ်ကဲ့ကျွန်မကအဓိကဟိုပါပေါ့နော်အထူးပြုပြီးတော့ပြောချင်တာကတော့နိုင်ငံရေးပါတီတွေပေါ့နော်နိုင်ငံရေးသမားတွေဒီရုပ်ောက်ပွဲကိုကြော်ညာပေးနေတဲ့သူတွေကိုအဓိကထားပြီးတော့ပြောချင်ပါတယ်အစိုးစုကတော့သူ့ရဲ့အလုပ်ဖြစ်တဲ့အတွက်ကြောင့်မလို့သူ့ရဲ့အာဏာတက်ဆိုးရှိဖြစ်တဲ့ကြောင့်မလို့ဒီလုပ်တွေကိုလုပ်နေတာကတော့ဒါကျွန်မထည့်ပြီးပြောစရာအကြောင်းမရှိဘူးဒါမှန်ကန်တဲ့ရွေးကောက်ပွဲမဟုတ်ဘူးကလိန်ချုံရွေးကောက်ပွဲဖြစ်တယ်ဆိုတော့အစိုးရကပြောခဲ့ပြီးပြီဒါပေမဲ့လို့ တစ်ဖက်မှာကြတော့ကျမတို့ခုနကပြောခဲ့သလိုပဲကျမတို့ရဲ့နိုင်ငံရေးလုပ်ဖို့ကိုင်ပဲဟောင်းနေတဲ့အာဒီနိုင်ငံရေးတမားလို့အမိခံထားတဲ့သူတွေပေါ့နော်နိုင်ငံရေးပါတီတွေဒီအခင်းချင်းမှာပါဝင်နေတာကိုတွေ့ရတွေ့ရတယ်ဆိုတဲ့အခါကျတော့ဒီနေရာမှာကျမတို့သုံးသပ်ကြည့်မယ်ဆိုလို့ရှိရင်တော့အာ CEO စုကနေပြီးတော့နိုင်ငံရေးတမားတွေကိုအညာကန်လိုက်လို့ချက်နော်ပြီးခဲ့တဲ့နိုင်ငံရေးအခင်းချင်းမှာဆိုလို့ရှိရင်ဒီ ရွေးကောက်ပွဲဒီမှာအာဏာရဖို့ဆိုတာကအများကြီးမျှော်လင့်ခြင်းမရှိပြည်သူလူထုအများစုကထောက်ခံတဲ့ပါတီကြီးရှိနေတယ် MLD အပါဝင်ပေါ့နော်တိုင်းရင်းသားပါတီကြီးတွေလည်းရှိနေတယ်ဆိုတော့အခုတော့အဲ့ဒီပါတီဘယ်ပါတီမှနော်ဒီမှာပြန်ပြီးတော့မှတ်ပုံတင်တာရွေးချယ်တာမရှိတဲ့အပြင်ကိုပါတီမှတ်ပုံမတင်လို့ဆိုတဲ့အကြောင်းပြချက်နဲ့နိုင်ငံရေးပါတီဖြစ်ကနေပဲပယ်ဖျက်ခြင်းခံရတယ်ကျွန်တော်တို့ပါတီအပါဝင်လည်းဖြစ်ပါတယ်ဆိုတော့ကျွန်တော်တို့ကငကိုယ်တည်းကစီအုပ်စုကအာနာသိန်းတဲကိုကဒီဟာက မှန်ကန်တဲ့အခင်းချင်းမဟုတ်ဘူးဒီမိုစီဘတ်တော်သားတွေနဲ့ဒီဒီမိုစီကိုဆန့်ကျင်တဲ့သူတွေရဲ့တိုက်ပွဲဖြစ်တယ်ဆိုပြီးတပါတီလုံးပါခဲ့ဆိုတော့ဒါအထူးတွေပြောစရာတော့မလိုတော့ဘူးပေါ့နော်ဆိုတော့ပြောချင်တာကဘာလဲဆိုတော့အဲ့ဒီလိုမျိုးအခင်းချင်းအခြေအနေမျိုးမှာရွေးကောက်ပွဲလုပ်မယ်ဆိုလို့ရှိရင်ဒါတို့ချိန်ကတော်တော်ကိုကြာနေပြီနော်အဲ့တော့သူတို့ကိုယ်တိုင် သူတို့ရဲ့အာနာတီမြေရေးအတွက်ကိုပြဋ္ဌာန်းထားတယ်2008ဥပဒေကိုအကြိမ်ကြီးချိုးဖောက်တယ်အာနာသင်္ကြရချိုးဖောက်တယ်အဲ့ထက်မှာသူတို့ပါတာကဒီသမရအတီးပြုတ်ပေးရဒီလိုခြေနေမျိုးမှာသမရအတီးမပြုတ်ပေးနိုင်တဲ့ခါကျတော့သမရယူထောင်ထဲထည့်လိုက်တယ်အခုချိန်ထိလည်းမလွတ်ဘူးမလွတ်ဘူးနော်နိုင်ငံတော်တိုင်ပင်ခံပုဂ္ဂိုလ်ကိုလည်းထောင်ထဲထည့်ထားတယ်ဒါမျိုးတွေဖြစ်တယ်ဖြစ်ပြီးတဲ့ခါကျတော့ဒီအာနာတက်တန်းကိုအကြိမ်ကြိမ်တိုးတယ်တိုးရင်းနဲ့သူတို့ကဆက်ပြီးတိုးလို့မဖြစ်တော့ဘူးဆိုတဲ့ဟာမျိုးဖြစ်လာတယ် နော်သူတို့ ਨੇ ဆရာကြီးတွေကလည်းဒါမင်းတို့ဒါတော့မဖြစ်တော့ဘူးဆိုတာမျိုးပြောပုံရပါတယ်ဆိုတော့ဒီရွေးကောက်ပွဲလုပ်တဲ့အခါမှာလည်းသူတို့မှာအခက်အခဲကြက်တဲ့ကြီးရှိပုံရတယ်စီးဥစုရဲ့ထွက်ပေါက်ဖြစ်နိုင်မြဲမင်းအောင်လိုက်တော့ကောထွက်ပေါက်ဖြစ်နိုင်ပါမလားဆိုတဲ့မိကုံကတော့ရှိတယ်ဘာလို့လဲဆိုတဲ့အခါကျတော့ဒီလူမျိုးအာနာလက်ကင်ထားပြီးတော့တနတ်တီလက်မှာကင်ပြီးတော့ပြည်သူလူထုကိုချိန်ချောက်တဲ့သူတွေကဆီယနာရှင်ကြီးရဲ့နောက်ဆုံးသွားရလမ်းကဘယ်လိုလဲဆိုတော့သူတို့မြင်နေတယ်ရှေ့မှာသူတို့ရဲ့ဒီ ရနာရှင်စနစ်ကိုတည်တည်ဆာဆာထူထောင်ခဲ့တဲ့ဗိုလ်ချုပ်နေဝင်ကစာလို့နော်နောက်ပိုင်းစစ်ဘိုလ်တွေဘလို့ဖြစ်ခဲ့တယ်ဆိုတာသူတို့မြင်တယ်လေမြင်နေရတဲ့ခါကျသူတို့အနာဂတ်ကလည်းစိတ်မချစရာတော့ဖြစ်တယ်သို့တော်လည်းပဲနောက်ဆုတ်စရာလမ်းကလည်းမရှိတော့ဘူးလို့ဖြစ်တယ်နော်ဒါတော့ဒါကြောင့်မို့ဒီရွေးကောက်ပွဲကိုကျင်းပတယ်ကျင်းပတဲ့အခါမှာပါတီစုံဒီမိုစီထူထူရွေးကောက်ပွဲကိုကျင်းပတယ်ဆိုတဲ့အခင်းချင်းကိုဘလို့ဖို့လိုလာတယ်ဒါမှဟိုဒီလိုမျိုးအာဏာအခင်းချင်းမှာပါဝင်ခြင်းတဲ့သူတွေကိုဆွဲဆောင်လို့ရမှာ哦တခါထပ်ပြီးတော့ဗာထပ်လုပ်လဲဆိုတဲ့အခါကျတော့ဒီ အများပြည်သူပေါ့နော်အများပြည်သူ ਨੇ ရင်းနှီးကျွမ်းမှုမရှိတဲ့ပုံစံတွေကိုပါတုံးရတယ်။အရင်ရွေးကောက်ပွဲတွေမှာဒုံးကဆိုလို့ရှိရင်နိုင်တဲ့လူရတဲ့စနစ်ကိုတုံးခဲ့တယ်။အခုကျတော့အချိုးကျပုံစားပြီးတဲ့စနစ်ကိုတုံးမယ်လို့ဆိုတယ်။ဒါပေမဲ့အဲ့ဒီနှစ်ခုလုံးကိုရောပြီးတော့တုံးလိုက်တယ်။တုံးလိုက်တဲ့အခါကျတော့နိုင်ငံသမားတွေတော့ကျမတို့မျက်စိနည်းနည်းလေတယ်ပေါ့နော်။ဒါပေမဲ့တိစားပြန်စစ်လိုက်တဲ့ဆိုတဲ့အခါကျတော့ဒီလိုပုံစံကိုရောပြီးပြီးတုံးတယ်ဆိုတာကပြည်သူလူအချို့အတွက်လုံးဝဟုတ်မနေဘူး။ နော်သူတို့အကျိုးအတွက်ပဲဖြစ်တယ်အဲ့ဒီမှာအချိုးကျကိုစားပြုတယ်ဆိုပုံစံမှာသူတို့ကတစ်ခါထပ်ပြီးနေရာရမယ်ခုနကနိုင်တဲ့လူရတဲ့ပုံစံမှာလည်းသူတို့နေရာရမယ်နောက်လက်ရှိဖြစ်နေတဲ့တနိုင်ငံလုံးနိုင်ငံနဲ့ဟွန်းဒီစီအုပ်စုကိုဆန့်ကျင်နေကြပုံကန်နေကြတော်လှန်နေကြတဲ့အခြေအနေမှာဒီဒီကောက်ဘက်ကလာမှာပေါ့နော်ဒီဝင်းမပြန်ရဲတဲ့နေရာတွေအများကြီးရှိတယ် နော် CEO ဆူကိုမထောက်ခံတာကြောင့်ကိုနိုင်ငံရဲ့ဒီလုံခြုံရေးအခြေအနေခင်းချင်းကြောင့်ကိုအမျိုးမျိုးကြောင့်ပေါ့နော်အဲ့လိုမျိုးလည်းမပြန်ရဘဲနဲ့နိုင်သွားမဲ့သူတွေအခုလည်းအများကြီးရှိနေပြီဆိုတဲ့အခါကျတော့ဒီ CEO ဆူနဲ့သူ့ရဲ့အပေါင်းပါတွေကဒီထူထောင်ထားတဲ့ပေါ့နော်ချမ်ဖွန်ပါတီကအလူလူနေင်းနဲ့နေရာတွေအများကြီးရသွားပြီအဲ့တော့သူတို့ကဒီတမရဆိုလေသူတို့ရဲ့စိတ်ကြက်ရွေးချယ်နိုင်မှုအတွက်ကိုဒီရွေးကောက်ပွဲမှာသူတို့ရဲ့အနာချိန်ခွင်ရှာကြီးများ အောင်စ조사မှုကအချင်းသားမြင်နေရတယ်တချို့ပေါ့နော်အရင်တော့ကတော့ဒီမိုစီဘက်မှာရက်တရားရောင်နဲ့နောက်ပိုင်းမှာဆေယနာရှင်ကိုဟိုပုံစံမျိုးမျိုးနဲ့ပူးပေါင်းပြီးတော့လှုပ်ဆောင်တဲ့သူတချို့ပေါ့နော်အဲ့ဒီသူတွေကိုပါရွက်ောက်ပွဲဝင်ခွင်းလို့နောက်တစ်ခါကျနိုင်ငံရေးပါတီဖြစ်ရက်တီခွင်းတို့ကပယ်ဖျက်ပြီးတော့သူတို့အတားကြီးရမှုကိုခံနေတယ်ဒါပေမဲ့အဲ့ဒီခြေကသူတချို့ကလည်းကျွန်မမြင်တော့နိုင်ငံရေးရဂုံတိခါကတော့တော်တော်ကိုတော့မရှိတော့ဘူးလို့ထင်တယ်ပေါ့နော်ဘာလို့လဲဆိုတဲ့ခါကျတော့ ဒီ CEO စုရဲ့ကျင်းပမယ်ဆိုရွေးကောက်ပွဲကမတရားမှန်သိရတဲ့တရားတရားရောင်နဲ့သူတို့ပြောဆိုဟိုဆွေးနွေးတယ်ဟောပြောနေရရှိတယ်ပြီးရခါကျသူတို့ဟိုပုံစံမျိုးစုံနဲ့မပါရအောင်တားဆီးတဲ့အချိန်မှာလည်းတခါထပ်ပြီးတော့လေးဘက်ထောက်ပြီးတော့ဝင်ကြပြန်တယ်အဲ့ဒီခါမှလည်းထပ်ပြီးတော့တားဆီးခံရတဲ့ညင်းပယ်ခံတဲ့သူတွေလည်းရှိနေတယ်ဒါကြောင့်ပုံကိုယ်တိုက်ခိုက်မှု အဖြစ်ရှင်တဲ့တကြောင်နာမည်တော့ထည့်မပြောတော့ဘူးเนาะဆိုတော့အဲ့လိုအခြေအနေမျိုးမှာခုနကကျမပြောသလိုပဲပြည်သူလူထုကြားထဲမှာရှုပ်ထွေးစီမဲ့အခင်းချင်းတွေကိုဖန်တီးပြီးတော့သူတို့ရဲ့အသာစီးရမှုကိုလုပ်တယ်အဲ့ဒါကိုနိုင်ငံရေးသမားတွေကတချို့နိုင်ငံရေးသမားတွေဆိုလို့ရှိရင်ပေါ့เนาะသိကောင်းသိနိုင်ပါတယ်ဒါပေမဲ့ကျမတို့တချို့သူတွေ ਨੇ စကားဆက်ဆက်ပြီးတော့မေးမြန်းကြည့်တဲ့အခါမှာဆိုလို့ရှိရင်အဲတေချာသိမနေတဲ့ဟာမျိုးဖြစ်တယ် ကိုမသိတဲ့ခင်ရှင်မှာဘာလို့ပါနေကြတာလဲကျမတို့တိတ်တော်နားမလဲတော့ဘောနော်ဒါလောက်တော့အာနာငန်းငန်းတဲ့ဖြစ်ချင်တာလားဘောနော်အဲ့တော့ကိုလုတ်ချင်တဲ့နိုင်ငံရဲ့ပြည်ဝင်ပြောင်းလဲရေးဆိုတာကဒီလိုမျိုးကိုနားမလဲတဲ့ခင်ချင်းကိုမစွမ်းဆောင်နေတဲ့ခင်ချင်းမှာပါပြီးတော့ဘာဖြစ်လို့ဘာသာဖြတ်နေကြတာလဲနိုင်ငံရေးသမားဆိုကျမနားလဲတော့နိုင်ငံရေးဂုဏ်သိက္ခာရှိဖို့လိုတယ်ပြည်သူလူထောက်ခံမှုရှိဖို့လိုတယ် အဲ့လိုမျိုးမရှိတဲ့အခင်းချင်းမှာဘာဖြစ်လို့ဝါရဖြန့်ပြီးနေကြတာလဲဆိုတာကိုကျမတို့ဟိုကျမရဲ့နိုင်ငံရေးခိုင်ခြဲရာဆိုလို့ပြောနားမလည်ဘူးပေါ့နော်ဒါပေမဲ့အဲ့လူတွေကတော့သူဒီအခင်းချင်းမှာသုံးတရာနေရာရလို့တော့ဆက်ပြီးမျောလင်းကြလို့ထင်ပါတယ်ဒီကလေးတို့ပေါင်ဝင်ရခဲ့တယ်ဆိုလို့ရှိရင်လေကျမအမြင်ကတော့အိမ်ဖြည့်ပဲ နော်စစ်တပ်ကသူတို့လိုချင်တဲ့အခင်းချင်းကို ဖော်ဆောင်မှုအတွက်ကိုဒါဒီလူတွေကပါနေတယ်ဆိုပြီးနိုင်ငံတကာကိုပြဖို့အတွက်အိမ်ပြည့်ပဲဖြစ်တယ်သူတို့လုပ်တဲ့ဒီအခင်းချင်းတွေရာဇဝမှုတွေဒီနိုင်ငံတော်ဘိုင်းဆိုင်ရာပေါ့နော်ကျူးလွန်မှုတွေအားလုံးမှာသူတို့ကပူးတွဲပြီးတော့တာဝန်ခံကြရမှာဖြစ်တယ်လို့ကျွန်မကတော့အဲ့လိုပဲမြင်တယ်အဲနောက်တစ်ခုကကျတော့ဒီသူတို့ကျင်းပမယ်ဆိုရွေးကောက်ပွဲပေါ့အခုသူတို့ကပြောနေကြတာရွေးကောက်ပွဲကိုသူအခုကျင်းပမယ်ဆိုတာကဖြစ်စစ်မဲပေးတဲ့စနစ်ပေါ့နော် electronic voting system နဲ့ပေးမလို့ပြောတာအဲ့မှာလည်းမတရားမှုတွေအများကြီးရှိတယ်နော်မတမာမှုမျိုးစုံကိုကျူးလွန်လို့ရတဲ့အခြေအနေခင်းကျင်းနေရှိနေရဆိုတာကိုဒီနိပညာပိုင်းဆိုင်ရာချက်ချင်းတဲ့သူတွေကထောက်ပြနေရရှိတယ်အဲ့တော့ဒီနေရာမှာကျွန်မကပြည်သူတွေကိုပြောဆိုအဲတိုက်တွန်းချင်တာကတော့ဒီရွေးကောက်ပွဲကိုရောက်တဲ့ကျင်းပခဲ့မယ်ပြုလုပ်ခဲ့မယ်ဆိုတဲ့အချိန်မှာဒါအတူရောရေကောက်ပဲဖြစ်တယ်ခုပြည်သူရဲ့အကောင်းချုပ်ကိုဆောင်ရွက်မှာပေါ်ဆောင်ပေးနိုင်မှာမဟုတ်တဲ့ခင်းချင်းဆိုတာတေချာတိကျပြီးသား ပြည်သူတွေအနေနဲ့လည်းအဲ့လိုတော့တိကျပြီးသားဖြစ်တယ်လို့ကျွန်မယုံကြည်ပါတယ်ဆိုတော့ဒီရွေးကောက်ပွဲမှာဝင်ပြီးတော့အအကြောင်းမျိုးကြောင့်မဲပေးရမယ်ဆိုပုံစံမျိုးလိုတက်နိုင်တဲ့များရှောင်ရှားကြဖို့ပေါ့နော်တကယ်လို့မတက်တာလို့မဲပေးရတယ်ဆိုတဲ့အခြေအနေမျိုးရှိခဲ့လို့ရှိရင်လည်းအဲ့ဒီအခြေအနေဒီကိုတိတိချာချာမှတ်တမ်းတင်ထားနိုင်ဖို့တော့လိုမယ်နော်အဲ့ဒီဟာကဒါမှသာလေကျမတို့ကဒါကပြည်သူလူထုရဲ့ သဘောဆန္ဒအစ်စ်မှမပါဘူးဆိုတဲ့ဟာကိုကျမတို့ကပြောဆိုဖို့လည်းလိုလိမ့်မယ်လို့ထင်ပါတယ်။နောက်တစ်ခုကကြတော့ဗာလဲဆိုတဲ့ခါကြတော့အခုအခြေအနေကအများကြီးရှုပ်ထွေးနေတယ်နော်။အခုဒီကြပြန့်ကိစ္စတွေ၊နောက်ငွေရေးဈေးဝါကိစ္စတွေဒီအင်တာနက်လောင်းကစားကိစ္စနိုင်ငံတကာကဝင်ပါမဲ့ဟာမျိုးတွေအများကြီးလုံနေတယ်။လုံနေတဲ့ခါကြတော့အဒီစစ်တပ်ကလည်းအခုနိုင်ငံတကာကနေပတ်ဝန်းလာတဲ့အခင်းချင်းမှာတကယ်ဟန်ပြတယ်လို့နော်။ဒါပေမဲ့သတင်းတွေမှာလည်းအားလုံးတွေ့နေကြမှာပဲဖြစ်တယ်။ ဒီကြက်ပြန့်ကိစ္စကိုတို့တကယ်တမ်းနှိမ်နှင်းချင်တာမဟုတ်နော်ခဏပဲဒါကအမြဲတမ်းကျွန်ုပ်နိုင်ငံမှာလုပ်ခဲ့တဲ့ကိစ္စမူရစီကလည်းတစ်သက်လုံးတိုက်ဖြတ်လာတာလေဘယ်တော့မှပြတ်သွားဘူးလို့လေအဲ့ဒါအဲ့ဒီရောင်းဝယ်ဖောက်ကားမှုတွေနဲ့ရင်းနှီးမြှုပ်နှံမှုတွေမှာစီအိုစုကသူတွေကပါနေကြတာဆိုတော့ဒါကျွန်တော်တို့တစ်သက်လုံးတွေ့ခဲ့ရတဲ့ကိစ္စဖြစ်တယ်အခုဒီကြားထမ်းကိစ္စလည်းထုံနေလောက်အောင်မယ်ရှယ်ယာတွေခွဲတဲ့နေမှာသူတို့တွေပါနေကြပြီဒါပဲ ဆိုတော့အခုသူတို့ကလာမယ်ဆိုတော့အချွေးကြော်ပြီးတော့ခါတက်ကြီးနဲ့ချီတက်သွားတာဟိုကလူတွေကခါလဲပြောင်းကြပြီဒါပေမဲ့မကြခင်မှာပြန်ဖွင့်မယ်ဆိုတဲ့ဟာလဲသူစီမှာဒရင်ချက်လက်ကအာကြနေပြီးသားဖြစ်တယ်ပေါ့နော်အဲ့ကြဖြတ်မှာပါနေချတဲ့ဒီလုပ်သားတွေပါနေဆိုလို့ရှိရင်အနီးနားနေရာတွေမှာပဲပုံခုနေကြတယ်ရွှေ့ပြောင်းနေကြတယ်ဆိုတာလဲတတိယနေ့မှာတွေးချလိုက်မှာဖြစ်တယ်အဲ့တော့ကျမတို့နိုင်ငံမှာဒီလောက်တော့နိုင်ငံကိုအရှက်ရစေတဲ့ရာဇဝတ်မှုမျိုးစုံ လောင်ကစားမှုမူရစီဝါမှုတွေမှာလှုပ်ဆောင်နေတဲ့လူသတ်မှုတွေကိုကျူးလွန်နေတဲ့ရွေးကောက်ပွဲအကြမ်းဖက်မှုကိုသူတို့ကိုယ်တိုင်ကျူးလွန်နေတဲ့ဒီစစ်အုပ်စုရဲ့ရွေးကောက်ပွဲကိုတနည်းတစ်ပုံနဲ့ပူပေါင်းပါဝင်ကြမယ်ဝါဒဖြန့်ကြမယ်ဟလာခေါ်ဆောင်ကြမယ်ဆိုလို့ရှိရင်အဲ့ဒီလူရဲ့တမိုင်းမျိုးဖြစ်ပါတယ်တမိုင်းဆိုတာကကျမတို့ရဲ့နားလဲရရဆိုလို့ရှိရင်စီးသွားတဲ့ရေလိုပါပဲပြန်ပြီးနောက်ပြန်လှည့်လို့မရတော့ဘူးเนาะကျွန်တော်တို့မကြာခဏပြောလေးရှိတဲ့စကားတစ်ခုရှိတယ်မြစ်တစ်ခုမှာရေနှခါချိုးလို့မရနိုင်ဘူးဆိုတော့ဒီ အီမန်နွေကအဖြစ်ယူဆလို့ထင်တယ်နော်အဲ့ဒီယူဆအတိုင်းပဲတမန်အချိုးကွေမှာကိုကတမန်ရည်စည်းမှာကိုကပါပါပြီးလို့ရှိရင်နောက်ပြန်လှည့်လို့မရတော့နော်နောက်တစ်ချိန်ကျတော့မှငါကတော့ဒီ2021နွေဦးတော်လိုင်းရည်ကြီးမှာတော့ဘယ်နေရာကပါခဲ့ပါတယ်ဆိုတဲ့တမန်ကိုကိုရဲ့နာနာနာသားတွေကိုလက်ပြလုံးလုံးနဲ့ပြောဖို့အတွက်ကိုသူတို့မှတတိရှိရတာပေါ့နော်အဲ့လိုဆိုတဲ့ခါကျတော့အခုဒီ အများကြီးအချိန်မလွန်သေးခင်ခုတော့နည်းနည်းတော့လွန်တော့လွန်နေပါပြီတိုးတော်လည်းပဲအချိန်ကအာဘာပဲပြောပြောပေါ့နော်နောက်ဆုတ်လို့ကြားနိုင်သေးတယ်ဆိုလို့ရှိရင်တော့နောက်ဆုတ်ကြစီခြင်းနဲ့ဒီ CO2 နဲ့ပူပန်းပါဝင်မှုတွေကိုရက်တန်းကရက်ရစီခြင်းနဲ့ဒီ CO2 ကတော့ဘက်တော့မှနောင်တရမဲ့သူတွေမဟုတ်ဘူးတေးတဲ့ချီကိုသူတို့ရဲ့အာဏာကိုဆုတ်ကင်သွားမှဖြစ်တယ်သူတို့စီမှာကဝန်ခံနာနဲ့အလျှော်ပေးစစ်ဆက်ကြေးရတယ်ဆိုတော့ဗီဇတရားပါဘူးပါမလားဆိုတဲ့ခါကျတော့ကျမတို့အဲ့ကိစ္စတွေမှာတော့ပူပန်းပါဝင်မှုတွေကိုတော့ ကိုကိစ္စကိုတာဝန်ခံကြရလိမ့်မယ်ဆိုတဲ့အကြောင်းကိုတော့ပြောချင်ပါတယ်ရှင်။ဒီဆရာမလေးဆရာမပြောသွားတဲ့အထက်မှာမှတ်သားရတာကြီးကတော့ဒီညစ်ညီနှကားချိုးလို့မရဘူးဆိုတာလေးရယ်ပေါ့နော်။ဒါတော့မှတ်သားနောက်တစ်ခုကနောက်ဆုံးဆရာမပြောသွားတာလေးဒီစေအုစုဟာဘယ်တော့အခါမှညှိနှိုင်းတာအလျှော့ပေးတာသူတို့ဘက်ကပေးဆက်တယ်ဆိုတဲ့ထုံးစံသူတို့မှာမရှိဘူးဆိုတာလေးကပြည်သူလူထုဒီစကလုံးလေးနဲ့နောက်တစ်ခုကဒီရွေးကောက်ပွဲမှာပါဝင်နေတဲ့ ဒီနိုင်ငံရေးဘက်ကောင်ကပေါ့နော်အရင်တော့ကတော့ဆီယမတို့ရဲ့လုတ်ခေါ်ကင်ပတ်တွေဖြစ်ပြီးအခုတော့စစ်အာဏာရှင်အောက်မှာ အာဏာငန်းငန်းတက်နေတဲ့ပုံကိုယ်တွေကြားမယ်ဆိုရင်တော့တကယ်တံဝေကရစရာကောင်းပါတယ်ဒါပေမဲ့ကောင်းတဲ့အလို့ဆိုတာဘယ်တော့အခါမှချိန်မနှောက်ကြပါဘူးသို့တော်ညာလဲခုနဆီယမပြောသလိုမြေရင်စီးတဲ့ခစ်ရေစီးချောင်းနဲ့ပါသွားရင်တော့သူတို့တမိုင်းရတော့ပြင်လို့မရဘူးပေါ့နော်ဆီယမကြီးအခုလိုပြပြဆုံးဆုံးလေးတင်ပြပေးတဲ့အတွက်ဆီယမကျေးဇူးများကြီးတင်ပါတယ်